အားလုံးပဲမင်္ဂလာပါ The Growth Diary YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel ကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းအတွင်းနားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကိုကလစာဘလောက်ပဲကောင်းကောင်းနှစ်စဉ်ဘလောက်ပဲဝင်ငွေတွေတိုးတိုးလကုံတာနဲ့ပိုက်ဆံကဘယ်ရောက်သွားမှမသိပဲနောက်လာလဲဒီလိုပဲစူးစမ်းလောက်ရအောင်မယ်အဖြစ်မျိုးကြုံမှုပါသလားလစာအတွက်အလုပ်လုပ်နေရတာကိုရပ်တန့်ပြီး ပစ္စံကိုကို့အတွက်ပြန်လှုပ်လှုပ်ခိုင်းဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုမိတ်ဆွေတကယ်သိကြမှာသလားဒီနေ့မှာတော့ကျွန်တော်တို့ငွေကြီးဆိုင်ရာအသိပညာပေးစာအုပ်တွေထဲမှာဂါနဝင်မြောက်တဲ့ Robert Kiyosaki ရဲ့နာမည်ကျော် Rich Dad Poor Dad စာအုပ်ကိုဖောက်ထွင်းလေ့လာသွားကြမှာဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိကအနှစ်သာရတွေကတော့ပညာတတ်ပေမဲ့ဆင်းရဲတဲ့အဖေနဲ့ကျောင်းပညာမတတ်ပေမဲ့ချမ်းသာတဲ့အဖေနှစ်ဦးရဲ့မတူညီတဲ့ငွေကြီးဆိုင်ရာအတွေ့အခေါ်တွေပါဘယ်သူကမှကျွန်တော်တို့ကိုမပြောပြဘူးတဲ့ ငွေကြေးချမ်းသာသူတွေကသူတို့သားသမီးတွေကို တိတ်တဆိတ်သင်ပေးနေတဲ့လူဝှစ်ချစ်တွေကိုကျွန်တော်တို့ဒီစာအုပ်ထဲကနေအတူတူဖော်ထုတ်လေ့လာကြည့်ကြပါစို့ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကအကောင်းမွန်တဲ့အလုပ်တစ်ခုရဖို့ပဲသင်ပေးတယ်ဒါပေမဲ့ပစ္စံကိုဘလို့စီမံခန့်ခွဲရမယ်ဘလို့ရင်းနှီးမြှုပ်နှံရမယ်ဆိုတာကိုတော့မသင်ပေးပါဘူးဒါကြောင့်လည်းလူအများစုကလစာကောင်းကောင်းရနေပေမဲ့လည်း red ray လို့ခေါ်တဲ့ကြွပြေးလန်းတဲ့ကနေမလွတ်နိုင်ပဲဖြစ်နေရတာပါကိုယ်ဝယ်ယူထားတဲ့ liability လို့ခေါ်တဲ့ဝင်တော့ဝင်ဖို့တွေကိုပိုင်ဆိုင်မှု asset လို့ထင်မှတ်နေတာ အလုပ်ကြိုးစားတာတခုတည်းနဲ့ချမ်းသာလာမယ်လို့ယုံကြည်နေတာဒီလိုအမတွေကိုဒီစာအုပ်ကပြင်းပြင်းထန်ထန်သတိပေးထားပါတယ်ဒီနှစ်ချုပ်စာအုပ်လေးကိုအဆုံးထိနားဆင်ကြည့်ရှုလိုက်ရင်မိษွေတို့အနေနဲ့ဘာတွေရရှိသွားနိုင်မလဲပထမဆုံး asset လို့ခေါ်တဲ့ပိုင်ဆိုင်မှုနဲ့ liability ဆိုတဲ့ဝင်တော့ဝင်မှုတွေကိုရှင်းရှင်းလင်းလင်းခွဲခြားသိမြင်သွားပါမယ်ဒါကငွေရေးကြေးရေးအသိပညာရဲ့အုံမြစ်ပါဒုတိယ ပိတ်ဆံကိုကို့အတွက်အလုပ်လုပ်ခိုင်းမဲ့ grudge mindset ကိုဘလို့တိဆောက်ရမလဲဆိုတဲ့အခြေခံတွေကိုသိရှိသွားပါမယ်။တတရကျွပြေးလန်းတဲ့ကနေလွတ်မြောက်ဖို့အတွက်လက်တွေ့ကျကျလမ်းစာကိုရှာတွေ့သွားပါလိမ့်မယ်။ဒီအ내ချုပ်လေးထဲမှာဒီစာအုပ်ရဲ့အရေးကြီးဆုံးသင်ခန်းစာ၅ခုကိုအခန်းအခန်းခွဲပြီးနေ့စဉ်ဘဝဥပမာတွေနဲ့နားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပြီးဒီအချက်တွေကိုလေ့လာပြီးတဲ့အခါမှာလည်းလက်တွေ့ဘဝမှာချက်ချင်းအသုံးချနိုင်မဲ့နည်းလမ်းတွေကိုပါအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ငွေကြေးလစ်လပ်ခွင့်စီကိုဥတည်နေတဲ့အလန်းချောင်းပေါ်လိုက်ပါဖို့စိတ်အားထက်သန်နေပြီဆိုရင်အဆုံးထိလိုက်ပါနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ဒီအနေချုပ်စာအုပ်ကိုမစတင်ခင်မှာကဘာကျော်စာအုပ်ကောင်းတွေကိုအမြဲလေ့လာဖတ်ရှုနိုင်ဖို့တကရုတ်တရားတွေကို subscribe လုပ်ထားပေးဖို့မြတ်တရားခံလိုက်ပါတယ်ကဲဒါဆိုရင်အခန်းတက်ကိုစလိုက်ကြရအောင်အခန်းတက်ပစ္စံအတွဲအလုံးမလုံးပါနဲ့ the drug rate ကိုရှောင်ရှားခြင်း ရစ်တာပူဝါဒရဲ့အရေးကြီးဆုံးနဲ့အခြေခံအကြဆုံးသင်ခန်းစာကတော့ပိုက်ဆံအတွက်အလုံမလုံပါနဲ့ဆိုတာပဲဖြစ်ပါတယ်။ဒီကောင်းစဉ်ကိုကြားတာနဲ့ပိုက်ဆံအတွက်အလုံမလုံရင်ဘာနဲ့စားမလဲလို့အတင်းတွေးမိမှသိကြပါတယ်။ကျွန်တော်တို့အဖေအမေဆရာသမားတွေကအကျိုးစားရင်အောင်မြင်မယ်ပိုက်ဆံရမယ်လို့ပဲအမျက်တင်ပေးခဲ့ကြတယ်။ဒါပေမဲ့ရစ်တာကတော့ဒီလိုတွေးခေါ်မှုကပဲလူအများစုကိုထောင်ချောက်ထဲဆွဲသွင်းနေတာလို့ပြောပါတယ်။ဒီထောင်ချောက်ကဘာလဲဆိုရင်ကျွန်တော်တို့ပြောခဲ့တဲ့ကျွပြေးလန် The Red Ray ပဲဖြစ်ပါတယ်။ ချွတ်ပြေးလန့်ဆိုတာဘာလဲမိတ်ဆွေတို့စဉ်းစားကြည့်ပါလူတယောက်ဟာကောင်းမွန်တဲ့အလုပ်တစ်ခုရတယ်လစားလည်းကောင်းတယ်ပထမအဆင့်မှာသူပတ်စံရတော့ပြောတယ်ဒါပေမဲ့ပိုကောင်းတဲ့ဘဝလိုချင်တော့ပိုကြီးတဲ့အိမ်တစ်လုံးဝယ်တယ်ကားအသက်တစ်စီးဝယ်တယ်အဲ့ဒါတွေအတွက်ချင်းငယ်တွေအကျွေးတွေတင်သွားတယ်ဒုတိယအဆင့်သူအကျွေးတွေကိုစပ်ဖို့အတွက်သူကပိုပြီးတော့အလုပ်စူးစမ်းရတယ်ပိုစူးစမ်းတော့ယာရုတက်တယ်လစားဖို့ရလာတယ်တတိယအဆင့်လစားပိုရလာတော့သူကဇင်ကပစ္စည်းတွေထပ်ဝယ်တယ် ိုးကြီးတဲ့ဘဝပုံစံကိုနေထိုင်တယ်။ဒါကြောင့်ကုန်ကျစရိတ်တွေနဲ့အကျွေးတွေကလည်းပိုတက်လာတယ်။ဒီလိုနဲ့ပိုရလေပိုသုံးလေပိုကျိုးစားလေပိုပြီးတော့အကျွေးများလေဆိုတဲ့တန်လျာထဲမှာပိတ်မိနေတယ်။သူအလုတ်လုတ်တာဟာတကယ်တော့သူ့ရဲ့ကုန်ကျစရိတ်တွေနဲ့အကျွေးတွေကိုစပ်ဖို့အတွက်အသီးသန့်ဖြစ်သွားပါတော့တယ်။ဒါဟာအကျွေးပြေးလမ်းပါပဲ။အဲ့ဒီအခါမှာလူတွေကအချိန်နဲ့နှမျိုးကြောင့်ပဲအလုတ်လုတ်နေရတာလို့ Richter ကပြောပါတယ်။ကြောက်ရွံ့ခြင်းနဲ့လောဘကြောင့်ပဲဖြစ်တယ်တဲ့ဥပမာကိုကလစဉ်ချင်းငွေတွေအများကြီးနဲ့အိမ်တလုံးဝယ်ထားတယ်ဆိုပါစို့ လုံးမရှိတော့ရင်ဘာဖြစ်မလဲကြောက်ရွံ့မှုကဝင်လာပြီဒါကြောင့်ဘလောက်ပဲမပြောမရှင်ဖြစ်နေပါစေအဲ့ဒီအလုပ်ကိုဆက်လုပ်နေရတော့တာပဲနောက်ပြီးယာရုတပြည်လစာပို့ရလာပြီဆိုရင်ငါပို့ပြီးသုံးနိုင်ပြီဆိုတဲ့လောဘစိတ်ကဝင်လာတယ်ဒီတော့ပစ္စံကိုထတ်ရှာဖို့ပို့ပြီးစ조사ကိုအထက်မှလှုပ်ဆော်ခံရတယ်ဒီလိုကြောက်ရွံ့မှုနဲ့လောဘရဲ့လဲပတ်မှုတွေထဲမှာလူတွေဟာပစ္စံကိုထိန်းချုပ်မဲ့အစားပစ္စံရဲ့ထိန်းချုပ်မှုကိုခံနေရတာလို့ရက်ချတာကဆိုပါတယ်ဒါဆိုရက်ချတာကဘာလုပ်ဖို့သင်ပေးလဲ သူကကျွန်တော်တို့ကိုငွေကြီးဆိုင်ရာပညာတတ်သူဖြစ်အောင်သင်ယူဖို့တိုက်တွန်းပါတယ်။ပိဿံအတွက်အလုပ်လုပ်နေမယ်အစားပိဿံကိုကို့အတွက်ပြန်အလုပ်လုပ်ခိုင်းဖို့စဉ်းစားရမယ်။သူ့ရဲ့အဓိကလမ်းညွှန်ချက်ကသင်ယူဖို့အတွက်အလုပ်လုပ်ပါ။ငွေကြီးအတွက်အလုပ်မလုပ်ပါနဲ့လို့ဆိုတာပဲဖြစ်ပါတယ်။ဥပမာအလုပ်တစ်ခုကိုရွေးတဲ့အခါလစာအများဆုံးကိုမကြည့်ပဲဘဲအလုပ်ကကိုယ့်ကိုရင်းနှီးမြှုပ်နှံမှုပညာ၊ဈေးကွက်ပညာ၊စည်းငိုင်ပညာစတဲ့ financial skill တွေပိုသင်ပေးလဲဆိုတာကိုကြည့်ရမယ်။ ဒီ scale တွေကပဲကိုယ့်ကိုကျွပြေးလန်းတဲ့ကံနဲ့ထွက်ဖို့အတွက်ကိုယ်ပိုင် asset တစ်ခုကိုတိဆောက်ပေးနိုင်တဲ့ဆွမ်းအားကိုပေးမှာဖြစ်ပါတယ်။ဒီတော့အသင်္ကစားတည့်ရဲ့အနှစ်ချုပ်ကကျွန်တော်တို့ဟာဝင်ငွေကိုရှာဖွေသူတဦးအဖြစ်ကနေညာပညာကိုရင်းနှီးမြှုပ်နှံသူတဦးအဖြစ်ပြောင်းလဲပြစ်ဖို့လိုအပ်နေပါ යි ။ဒါမှသာပိတ်ဆံကကျွန်တော်တို့ကိုထိန်းချုပ်မဲ့အစားကျွန်တော်တို့ကပိတ်ဆံကိုပြန်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ဒီလိုပိတ်ဆံကိုကိုယ်တိုင်အတွက်အလုပ်လုပ်ခိုင်းနိုင်ဖို့အတွက်နောက်တစ်ဆင့်အနေနဲ့အရင်ဆုံးနားလည်ထားရမယ့်အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ asset လို့ခေါ်တဲ့ပိုင်ဆိုင်မှုနဲ့ liability လို့ခေါ်တဲ့ဝင်ထုတ်ဝင်ပိုးတွေကိုရှင်းရှင်းလင်းလင်းခွဲခြားသိမြင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်အခက်နဲ့သင်ခန်းစာမှာ asset နဲ့ liability ကိုရှင်းရှင်းလင်းလင်းခွဲခြားသိရှိနိုင်ဖို့စက်ပြေးလေ့လာကြည့်ကြရအောင်။အခက်နဲ့ asset နဲ့ liability ကိုရှင်းရှင်းလင်းလင်းခွဲခြားပါ။ကဲအခုကျွန်တော်တို့ Richard Buwada ရဲ့ဒုတိယမြောက်အရေးကြီးဆုံးသင်ခန်းစာစီရောက်ရှိလာပါပြီ။ ဒီသင်ကားစာကငွေကြေးဆိုင်ရာအသိပညာရဲ့အုတ်မြစ်လို့ပြောလို့ရပါတယ်။အဲ့ဒါကတော့ asset လို့ခေါ်တဲ့ကိုယ်တကယ်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုနဲ့ liability လို့ခေါ်တဲ့ပေးရန်တာဝန်ရှိတဲ့ဝင်တော့ဝင်ဖို့တွေကိုရှင်းရှင်းလင်းလင်းခွဲကြပါဆိုတာပဲဖြစ်ပါတယ်။တာမန်လူတွေနဲ့လူချမ်းသာတွေရဲ့အဓိကကွာခြားချက်ကသူတို့ရဲ့ဝင်ငွေပမာဏမဟုတ်ပဲဒီနှစ်ခုရဲ့အဓိပ္ပာယ်ကိုနားလည်ပုံကွာခြားသွားခြင်းပဲဖြစ်တယ်လို့ Robert Kiyosaki ကဆိုပါတယ်။ Rich Dad က asset နဲ့ liability ကိုအရာယူခြင်းစွာဖွင့်ဆိုပါတယ်။ မှတ်ရလဲအောင်ဒီလိုမှတ်ထားပါ asset ပိုင်ဆိုင်မှုဆိုတာကျွန်တော်တို့ရဲ့အိတ်ကတ်ထဲကိုပတ်စံဝင်လာအောင်လုပ်ပေးတဲ့အရာအလုံးကိုဆိုလိုပါတယ်။ liability လို့ခေါ်တဲ့ဝင်ထုတ်ဝင်မှုဆိုတာကျွန်တော်တို့ရဲ့အိတ်ကတ်ထဲကနေပတ်စံထွက်သွားအောင်လုပ်တဲ့အရာအလုံးကိုဆိုလိုပါတယ်။ဒီအချက်ကအင်မတန်ရိုးရှေ့ပေမဲ့လူအများစုကဒါကိုမှားယွင်းစာနားလည်ပြီးဘဝတစ်ခုလုံးဒုက္ခရောက်နေကြတာပါ။ကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းမှာအိတ်တစ်လုံးဝယ်ထားတာဟာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲလို့အမြဲပြောလို့ရှိပါတယ်။ ဒါကိုဆင်းရဲတဲ့အဖေပူဝတ်တက်ကလည်းဒီလိုပဲယုံကြည်ပါတယ်။ဒါပေမဲ့ register ရဲ့အမြင်ကတော့လုံးဝစကြင်ပဲပါ။တင့်ရဲ့ကိုပိုင်အင်ကအဆက်တစ်ခုမဟုတ်ပဲ liability ဖြစ်နိုင်ခြင်းများပါတယ်တဲ့။ဘာလို့လဲ။စဉ်းစားကြည့်ပါချင်းငွေယူပြီးတော့ဖြစ်စေကိုပိုင်ပတ်စံနဲ့ပဲဖြစ်စေအိမ်ဝယ်ပြီးရင်ပြုပြင်ထိန်းသိမ်းစရိတ်တွေလိုအပ်တဲ့ကုန်ကျစရိတ်တွေရှိတယ်။နောက်စဉ်တင့်ရဲ့အိတ်ကထဲကလည်းပတ်စံတွေအစစ်မပြတ်ထွက်နေရတယ်။ဒါဆိုအိမ်မဝယ်ရင်လည်းအိမ်ကကပေးနေရတာပဲ။ အဲ့ဒါကလည်းငွေထွက်တာပဲမဟုတ်ဘူးလားလို့သင်မေးချင်မေးပါလိမ့်မယ်။မှန်ပါတယ်ဒါပေမဲ့ register ရဲ့အဆိုအရသင်ရဲ့ပက်ဆန်တွေအချင်းကျနေတာပဲဖြစ်ပါတယ်။ဥပမာသင်မှာမြေကုတ်ကောင်းတစ်ခုကိုဝယ်နိုင်မဲ့ပက်ဆန်3000ထောင်ရှိတယ်ဆိုပါစို့။အဲ့ဒီ3000ထောင်ကိုကိုပိုင်အိမ်ဝယ်တဲ့နေရာမှာတုံးလိုက်ရင်သင်ရဲ့ပက်ဆန်တွေကိုအဲ့ဒီအိမ်မှာပဲပိတ်မိနေပြီ။ပက်ဆန်အသက်ထမရှာနိုင်တော့ပါဘူး။တကယ်၍အဲ့ဒီ3000ထောင်ကိုလစဉ်ငွေပြန်ရမယ်။ပိုင်ဆိုင်မှုတစ်ခုခုဝယ်တဲ့နေရာမှာတုံးလိုက်ရင် အဲ့ဒီပိုင်ဆိုင်မှုကနဲ့လစဉ်ပြန်လဲဝင်ငွေရပါမယ်အဲ့ဒီဝင်ငွေနဲ့မှာတင်ငှားနေတဲ့အိမ်ရဲ့ငှားကကိုပြန်ပေးလိုက်နိုင်ပါတယ်ဒီတော့ register ရဲ့အထိပယ်ရာအသင်းရဲ့ကိုပိုင်အိမ်ဟာအသင်းအိတ်ကထဲကပတ်စံကိုဆွဲထုတ်နေတဲ့ liability တစ်ခုအပြင်ပိုးပြေကျိုးဖြစ်ထွန်းနိုင်မယ်အခွင့်အလမ်းကိုဆုံးရှုံးစေတာလည်းဖြစ်ပါတယ်ဒီနေရာမှာမေးစရာရှိလာပါတယ်ဒါဆိုတက်တလုံးကိုပိုင်အိမ်နဲ့မနေရတော့ဘူးလား register ရဲ့ရည်ရွယ်ချက်ကဘယ်တော့မှအိမ်မွေနဲ့လို့ပြောတာမဟုတ်ပါဘူးအဲ့ဒီအစားပတ်စံစီစဉ်မှုရဲ့ဦးစားပေးကိုပြောင်းဖို့တိုက်တွန်းတာပါ သူ့ရဲ့နေရာမှာကရိုးရှင်းပါတယ်။အရင်ဆုံးအဆက်ခေါ်လံကိုတိဆောက်ပါ။ဒီအဆက်တွေကနည်းဖတ်ဆက်အင်ကားလို့ခေါ်တဲ့ကိုယ်တိုင်အလုံးမလုံးရတဲ့ဝင်ငွေကိုဖန်တီးပါ။ပြီးမှအဲ့ဒီကရတဲ့ပိုက်ဆံနဲ့ကိုယ့်ရဲ့အိမ်ကိုဝယ်ပါလို့လမ်းညွှန်တာပဲဖြစ်ပါတယ်။ဒီနီလန်အတိုင်းလှုပ်ဆောင်ခြင်းအပြင်ကိုယ်ပိုင်အိမ်ဝယ်လိုက်လို့တင့်ရဲ့ငွေကြေးအခြေအနေကတုံလောက်သွားတာမျိုးမရှိတော့ပဲ။တင့်ရဲ့အဆက်တွေကအိမ်နဲ့ဆိုင်တဲ့အကုန်ကြေးအားလုံးကိုအေးအေးဆေးဆေးကာမိနိုင်မှာပဲဖြစ်ပါတယ်။ ချမ်းသာတဲ့သူတွေနဲ့ဆင်းရဲတဲ့သူတွေရဲ့ငွေကြေးစည်းစိမ်မှုကဒီလိုကွဲပြားပါတယ်။ဆင်းရဲတဲ့သူနဲ့အလက်လက်တန်းစားတွေဟာသူတို့ရဲ့ဝင်ငွေကနဲ့ liability လို့ခေါ်တဲ့ဝင်ထုတ်ဝင်ပို့တွေကိုဝယ်တယ်။ဥပမာအချင်းငွေ၊အိမ်ကား၊ဈေးခံပစ္စည်းတွေဒီဝင်ထုတ်ဝင်ပို့တွေကသူတို့ရဲ့ကုန်ကျစရိတ်ကို ပိုတိုးလာစေပြီးအဲ့ဒီကုန်ကျစရိတ်တွေကိုကာမိဖို့ပိုးပြီးအလုပ်လုပ်ရတယ်။ချမ်းသာတဲ့သူတွေကတော့သူတို့ရဲ့ဝင်ငွေကနဲ့ရတဲ့ပတ်စံကို asset လို့ခေါ်တဲ့ပိုင်ဆိုင်မှုတွေကိုဝယ်တယ်။ ဥပမာစတော့ရှယ်ယာငားရန်ကရတဲ့အိမ်ကိုပိုင်စီးပွားရေးကိုဝယ်တယ်ဒီပိုင်ဆိုင်မှုတွေကနဲ့နောက်ထပ်ဝင်ငွေတွေထပ်မံရရှိပြီးအဲ့ဒီဝင်ငွေတွေကသူတို့ရဲ့ကုန်ကျစရိတ်တွေကိုကာမိစေတာဖြစ်ပါတယ်။တကယ်တော့အချမ်းသာသူတွေက asset တွေနဲ့ဝင်ငွေကိုတည်ဆောက်ပြီးအဲ့ဒီကရတဲ့ပတ်စံနဲ့မှာသူတို့ရဲ့အိမ်မက်တွေကိုဝယ်ယူတာပါ။ဒါကြောင့်သင်ခန်းစာနှစ်ရဲ့အနည်းချုပ်ကကျွန်တော်တို့ရဲ့ asset ထုံးမှုတွေကို liability တွေဝယ်ဖို့မဟုတ်ပဲ asset တွေတည်ဆောက်ဖို့အာရုံစိုက်ရမှာဖြစ်ပါတယ်။ asset ဆိုတာပတ်စံအမြင့်နဲ့ဝင်လာမယ့်အရာတွေပါ။ ဥပမာဘန်အတိုးစတော့ရှယ်ယာအမြောက်ဝေစုစာအုပ်ရေးပြီးရတဲ့စာမှုက အခန်း၅ရန်းကဒါမှမဟုတ်အမြတ်ရနေတဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အိတ်ကတ်ထဲကိုပက်ဆံဝင်လာမဲ့ cash flow ကိုတိစောက်နိုင်မှသာကြွပြေးလန်းကနေရုံထွက်နိုင်မှာဖြစ်ပါတယ်ဒီလို asset တွေကိုတိစောက်ဖို့အတွက် register ကကိုပိုင်စီးပွားရေးကိုလုပ်ပါလို့တိုက်တွန်းခဲ့ပါတယ်အဲ့ဒါကဘယ်လိုအတိတ်ပဲလဲဘယ်လိုစတင်ရမလဲကိုလက်ရှိအလုပ်ကနေထွက်ရမှာလား ဒီအဖြေတွေကိုကျွန်တော်တို့နောက်ခန့်ဖြစ်တဲ့သင်ခန်းစာတုံးမှာဆက်လက်လေ့လာကြည့်ကြပါစို့အခန်း၃ကိုပိုင်စီးပွားရေးကိုလုပ်ပါကဲအခုကျွန်တော်တို့တတိယသင်ခန်းစာစီ ရောက်လာပါပြီ register ရဲ့ဒီသင်ခန်းစာကလူများစုအထင်လွဲနေတဲ့အယူအဆတွေကိုပြောင်းလဲပေးနိုင်ပါတယ်ဒီသင်ခန်းစာကတော့ကိုပိုင်စီးပွားရေးကိုလုပ်ပါဆိုတာပဲဖြစ်ပါတယ်ဒီနေရာမှာအလောက်ကနေထွက်ပြီးစီးပွားရေးလုပ်ငန်းကြီးတခုထူထောင်လိုက်ပါလို့ပြောချင်တာမဟုတ်ပါဘူး ဲ့ဒီအစား register ကအသင်းရဲ့အလုပ်နဲ့အသင်းရဲ့စီးပွားရေးကို ခွဲခြားနားလည်ပါလို့တိုက်တွန်းထားတာပါကျွန်တော်တို့အလုပ်လုပ်တဲ့အခါကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်တွေကိုတခြားသူတယောက်ရဲ့စီးပွားရေးကိုပဲတိစောက်ပေးနေတာဖြစ်ပါတယ်ဥပမာသင်ဟာစီးရင်ကင်တူဆိုရင်သင်ရဲ့အလုပ်ဟာစီးရင်ကင်ဖြစ်ပြီးသင်ရဲ့စီးပွားရေးကတော့သင်ကိုလစာပေးတဲ့ကုမ္ပဏီရဲ့စီးပွားရေးပါ register ရဲ့အဆိုအရငွေကြေးချမ်းသာလို့သူတယောက်ဟာ asset column လို့ခေါ်တဲ့ပိုင်းဆိုင်မှုစရာကိုကိုယ်တိုင်တိစောက်ရမယ်လို့ဆိုပါတယ် ဒီလို WhatsApp ကော်လာကိုတိဆောက်ခြင်းကပဲသင်ရဲ့ကိုယ်ပိုင်စီးပွားရေးပဲဖြစ်ပါတယ်။ဒါကြောင့်သင်ရဲ့နေ့စဉ်အလုပ်ကိုမထွက်သေးပဲအလွန်အရေးကြီးတဲ့ asset တွေကိုစုဆောင်းခြင်းကိုစတင်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အခက်နဲ့မှာ asset ဆိုတာဘာလဲဆိုတာကိုပြောခဲ့ပြပါပြီ။အနှက်ချုပ်ပြောရရင်သင်ဧကတ်ထဲကိုပတ်စံဝင်လာအောင်လုပ်ပေးနိုင်တဲ့ပိုင်ဆိုင်မှုမှန်သမျှကို asset လို့ခေါ်တာပါ။ဒါဆိုရင် register ကပြောတယ်အဲ့ဒီ asset column မှာကျွန်တော်တို့တွေအနေနဲ့အဓိကထားပြီးစုဆောင်းတဲ့ဝင်ငွေထုတ်ပေးမဲ့အရာတွေကဘာတွေဖြစ်မလဲ ဒီမှာအရေးကြီးတဲ့အဆက်အမျိုးအစားတွေကိုဖော်ပြပေးပါမယ်။ဒီအရာတွေကအသင်းရဲ့လစာအပြင်နောက်ထပ်ဝင်ငွေလမ်းကြောင်းအသစ်တွေကိုပါဖန်တီးပေးမယ့်အရာတွေပါပဲ။အများဆုံးရရှိနိုင်တဲ့အိမ်ချမ်းကြီးတွေမြေကွက်အိမ်တို့မဟုတ်တိုက်ခန်းတွေကိုဝယ်ပြီးပြန်ငှားချခြင်းဒါမှမဟုတ်ရောင်းချခြင်းဖြင့်ငွေပြန်ရရှိခြင်းစီးပွားရေးအစုရှယ်ယာများလုပ်ငန်းများမိမိကိုယ်တိုင်ဝင်မလို့ရပဲစီမံခွန်ခွဲမှုစနစ်နဲ့လဲပတ်နေတဲ့အကျိုးမြတ်ရှိတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဒါမှမဟုတ်အခြားလုပ်ငန်းရဲ့ရှယ်ယာများ ပညာပိုင်းဆိုင်ရာပိုင်ဆိုင်မှုများသင်ရဲ့ဉာဏ်အားကနေရရှိတဲ့စာအုပ်မူပိုင်းခွင့်တခြင်းမူပိုင်းခွင့်အွန်လိုင်းသင်တန်းဒါမှမဟုတ် YouTube Channel တခုရဲ့ဝင်ငွေရွှေနဲ့အခြားတန်ဖိုးချီတော်တတ်ထုများအထူးသဖြင့်စီးပွားရေးမတည်ငြိမ်တဲ့အချိန်မျိုးမှာတန်ဖိုးထိန်းထားနိုင်တဲ့ရွှေကဲ့သို့ပိုင်ဆိုင်မှုများဘာနာရေးစာချုပ်များစတော့ရှယ်ယာဒါမှမဟုတ်ငွေကြေးစာချုပ်တွေလိုမျိုးစနစ်တကျရင်းနှီးမြှုပ်နှံထားတဲ့ဘာနာရေးဆိုင်ရာစာချုပ်များအမြတ်ဆုံးပေးနိုင်သောအခြားစီးပွားရေးများ ီအရာတွေကအသင်ရဲ့အလုပ်ကနေရတဲ့လစာအပြင်အသင်အတွက်ပတ်စံကိုထပ်မံရှာဖွေပေးမယ့်အရာတွေပါပဲဒီနေရာမှာကိုပိုင်အိမ်ကိစ္စကို register ကဘာကြောင့်အလေးနဲ့ထားပြီးပြောကလေးဆိုတာထပ်ကြည့်ရအောင်ကျောတော့အလုပ်စူးစမ်းလို့ရလာတဲ့ပတ်စံတွေနဲ့ဈေးကြီးတဲ့ကိုပိုင်အိမ်တစ်လုံးဝယ်လိုက်တာဟာအကြီးမားဆုံးငွေကြေးဆိုင်ရာအမှားတစ်ခုဖြစ်နိုင်ပါတယ်တဲ့ဘာလို့လဲပထမအိမ်ကနေငွေဝင်တာမဟုတ်ပဲငွေထွက်နေလို့ liability ဖြစ်တယ်ဒုတိယ အရေးကြီးဆုံးအချက်ကကျွန်တော်တို့ရဲ့ပတ်စံတွေအားလုံးကိုအိမ်တစ်လုံးထဲမှာချိန်နှောင်ထားလိုက်ခြင်းပဲဖြစ်ပါတယ်။တင့်မှာရှိတဲ့ငွေတွေကိုငွေမူရင်းနဲ့ liability တစ်ခုထဲမှာထည့်ထားမယ်အစားဒါဇင်ငွေဝင်နိုင်မယ် asset တွေကိုဝယ်ယူဖို့အတွက်အသုံးပြုသင့်တယ်လို့ register ကဆိုပါတယ်။ဒီတော့ reg mindset ကငွေဝင်းနဲ့ asset တွေနဲ့ကိုယ့်ကိုယ်ကိုအရင်ဆုံးကြွယ်ဝအောင်လုပ်ပါပြီးမှအဲ့ဒီ asset တွေကရတဲ့ပတ်စံထဲမှာကိုယ့်ရဲ့အိမ်မက်တွေကိုဝယ်ပါလို့လမ်းညွှန်တာပဲဖြစ်ပါတယ်။ဒီတော့အသင်္ကားစာ၃ရဲ့အနှစ်ချုပ်ကသင်ပဲအလုပ်ပဲလုပ်နေပါစေ အဓိကအာယုံဆိုင်ရမှာကတော့တင့်ရဲ့ asset ကိုလန်ကိုတဖြည်းဖြည်းတိဆောက်ဖို့ပဲဖြစ်ပါတယ်။ဒါမှသာတနေ့မှာတင့်ရဲ့ asset တွေကနေရတဲ့ဝင်ငွေကတင့်ရဲ့နေစဉ်ကုန်ကျစရိတ်တွေကိုကာမီသွားပြီးတင်ဟာငွေကြေးလက်လက်ခွင့်စီကိုတက်လန်းနိုင်မှာဖြစ်ပါတယ်။ဒီလို asset တွေကိုတိဆောက်တဲ့အခါချမ်းသာသူတွေကသူ့ရဲ့ဝင်ငွေကိုဘလောက်ရှာနိုင်တယ်ဆိုတာထက်ရှာထားတဲ့ပိုက်ဆံကိုဘလို့ထိမ့်သိမ့်ပြီးတိုးပေါအောင် လုပ်နိုင်တယ်လဲဆိုတာကအဓိကကြတယ်လို့ဆိုပါတယ် ဒါနဲ့ပတ်သက်တဲ့ငွေကြေးဆိုင်ရာအသိဉာဏ် financial angle ကိုမြင့်တင်ခြင်းအကြောင်းကိုနောက်အခါမှာဆက်လက်လေ့လာကြည့်ကြရအောင်အခန်းလေးငွေကြေးဆိုင်ရာအသိဉာဏ် financial angle မြင့်တင်ခြင်း Richard Fuwada ရဲ့စတုထမြောက်သင်္ကန်းစာကြီးကို ရောက်လာပါပြီဒီသင်္ကန်းစာမှာပက်ဆံဘလောက်ရှာနိုင်တယ်ဆိုတာတဲ့ရှာထားတဲ့ပက်ဆံကိုဘလို့ထိမ့်သိမ့်ပြီးတိုးပွားအောင် လုပ်နိုင်တယ်လေဆိုတဲ့အဓိကလှုပ်ဝှက်ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒါကတော့ငွေကြေးဆိုင်ရာအသိဉာဏ်ကိုမြင့်တင်ခြင်းပဲဖြစ်ပါတယ်။ရောဘတ်ကီယိုဇာကီကပြောပါတယ်။ပစ္စံအများကြီးရှာနိုင်တာဟာပြဿနာရဲ့ထက်ဝက်ပဲရှိပါသေးတယ်။ရှာတဲ့ထက်ဝက်ကတော့အဲ့ဒီပစ္စံကိုကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပါပဲ။ဒါကိုဘယ်သူမှကျွန်တော်တို့ကိုကြောင်းမှမသင်ပေးခဲ့ပါဘူး။ Financial IQ ငွေကြေးဆိုင်ရာအသိဉာဏ်ဆိုတာပါလဲ။ရိုးရိုး IQ လိုပဲ Financial IQ ဆိုတာကလည်း ငွေကြေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းနိုင်စွာနဲ့အခွင့်အလမ်းတွေကိုဖန်တီးယူနိုင်စွာမှာပဲ။ Register ရဲ့အဆိုအရဒီညာရီမှာအ धिक လိုအပ်တဲ့စာရင်စကီ၄ခုရှိပါတယ်တဲ့။ပထမစည်ရင်ကင်ပညာဒါကကိုယ့်ရဲ့ဝင်ငွေထွက်ငွေအဆက်နဲ့ liability တွေကိုမှတ်တမ်းတင်ပြီးတိတိကျကျနားလည်ထားခြင်းကို ဆိုလိုပါတယ်။ကိုယ့်ရဲ့ဘဏ္ဍာရေးအခြေအနေကိုမှန်ထဲမှာကြည့်နေတယ်လို့မျိုးရှင်းရှင်းလင်းလင်းမြင်နေရဖို့လိုအပ်ပါတယ်။ဒုတိယရင်းနှီးမြှုပ်နှံမှုပညာဒါကပက်ဆန်နဲ့ပက်ဆန်ကိုဘယ်လိုရှားရမလဲ။ ိုယ်တိုင်အဆက်တွေကိုဘလို့ဝယ်ယူစူးစောင်းရမလဲဆိုတဲ့စွမ်းရည်ပဲဖြစ်ပါတယ်တတရဈေးကွက်နားလည်မှုအခွင့်အလမ်းတွေကဘယ်မှာရှိနေသလဲလူတွေကဘာကိုလိုအပ်နေသလဲဈေးနှုန်းတွေကဘလို့ပြောင်းနေနေသလဲဆိုတာကိုခံမနိုင်တဲ့ညာရည်ပါစတုထဥပဒေဆိုင်ရာဘူဒ္ဓတဒီနေရာမှာဥပဒေဆိုင်ရာဘူဒ္ဓတအကြောင်းကိုခဏလေးပြောပြရစီနိုင်ငံတိုင်းမှာသူ့နိုင်ငံနဲ့သူအခွင့်အရေးစည်းဝါးရေးဥပဒေတွေရှိပါတယ် ချမ်းသာတဲ့သူတွေဟာသူတို့နိုင်ငံရဲ့ဥပဒေတွေကိုအသားစိတ်တစ်ခုလိုမမြင်ပဲအခွင့်အရေးတစ်ခုလိုမြင်ပါတယ်။ဥပဒေကခွင့်ပြုထားတဲ့ဘောင်အတွင်းကနေသူတို့ရဲ့အဆက်တွေကိုဘယ်လိုအကောင်းဆုံးကာကွယ်ရမလဲ။ဘယ်လိုရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုချောငွေလဲကူအောင်လုပ်ရမလဲဆိုတာကိုနားလည်ထားကြတယ်။ကျတို့မြန်မာနိုင်ငံလိုနေရာမျိုးမှာလည်းငွေကြေးနဲ့ပတ်သက်တဲ့အခြေခံဥပဒေတွေကိုအ ਨੇ ငယ်နားလည်ထားခြင်းကမလိုအပ်ဖက်အခက်အခဲမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အဲဒါကြောင့် Financial IQ ရဲ့၄ခုမြောက်စွမ်းရည်အနေနဲ့ ဒီအချက်ကိုထဲသွင်းစဉ်းစားဖို့တိုက်တွန်းချင်ပါတယ်။ဒီစွမ်းရည်လေးခုကိုပေါင်းစပ်လိုက်တဲ့အခါကျွန်တော်တို့ဟာပက်ဆံကိုထိန်းချုပ်နိုင်သူတွေဖြစ်လာပါတယ်။ဥပဒတ်ကပက်ဆံကိုမထိန်းချုပ်နိုင်တဲ့အတွက်အလုတ်ရဲ့အပေါ်မှာပဲမိခိုနေရတယ်။သူ့ရဲ့ပညာရေးကကောင်းမွန်တဲ့အလုတ်တစ်ခုကိုပဲပေးနိုင်ခဲ့တယ်။ Richter ကတော့ definition IU ကြောင့်ပဲပက်ဆံတွေကိုသူ့အတွက်အလုတ်လုပ်ခိုင်းပြီးကိန်းကနန်းတွေဥပဒေတွေကိုစနစ်တကျနားလည်ထားတဲ့အတွက်အခွင့်အလမ်းတွေကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ် ဒီတော့ register provider ဆောက်ကကျွန်တော်တို့ကိုပြောပြချင်တာကပညာတရုံနဲ့မပြီးဘူးငွေကြေးဆိုင်ရာမှာပါညာရင်မြင်ပါဖို့လိုအပ်တယ်ဆိုတာပါပဲဒီလို financial ing ကိုပြင်တင်ခြင်းအပြင်ကျွန်တော်တို့ဟာဘဝမှာတွေ့ကြုံရမယ့်အစိန်ခေါ်မှုတွေကိုရဲရဲရင့်ရင့်ရင်ဆိုင်နိုင်တဲ့အစွမ်းအားကိုရလာမှာဖြစ်ပါတယ်ဒါဆိုဒီ financial ing နဲ့အစွမ်းအားကိုအသုံးပြုပြီးတကယ်ချမ်းသာတဲ့လူတွေဟာအခွင့်အလမ်းတွေကိုဘယ်လိုရှာဖွေဖန်တီးကြတယ်လဲသူတို့အရင်းအီးတွေဆုံးရှုံးသွားမှာကိုရောဘယ်လိုရင်ဆိုင်ကြတယ်လဲ ီအဖြေတွေကိုကျွန်တော်တို့နောက်ဆုံးသင်ခန်းစာဖြစ်တဲ့အခန်းကမှာပက်ဆံကိုကိုတိုင်ဖန်ပြီးပါဆိုတဲ့အပိုင်းမှာဆက်လက်လေ့လာကြည့်ကြရအောင်အခန်းကပက်ဆံကိုကိုတိုင်ဖန်ပြီးပါဝစ်တာဖူဝါဒရဲ့နောက်ဆုံးနဲ့အမြင့်ဆုံးသင်ခန်းစာစီရောက်လာပါပြီဒီသင်ခန်းစာကဖက်ဆက်အင်ကနဲ့ financial freedom ကိုတကယ်ရယူလိုသူတွေအတွက်အရေးကြီးဆုံးစိတ်ဓာတ်ကိုပေးမှာပါအဲ့ဒါကတော့ပက်ဆံကိုကိုတိုင်ဖန်ပြီးပါဆိုတာပဲဖြစ်ပါတယ် တာမန်လူတွေကအခွင့်အလမ်းတွေကိုထိုင်ဆောင်နေချိန်မှာ rich တက်ကအခွင့်အလမ်းတွေကိုကိုယ်တိုင်ဖန်တီးယူတတ်ဖို့သင်ပေးခဲ့ပါတယ်။တကယ်ချမ်းသာလူတွေကဖက်ဆက်အင်ကားကို ဖန်တီးနိုင်သူတွေပဲဖြစ်ပါတယ်။ဒီလိုဖန်တီးတဲ့အခါမှာစွန်းစားရတဲ့စိတ်ကရှောင်လဲလို့မရပါဘူး။ဖူဝတ်တက်ကစွန်းစားတာကိုရှောင်ပါလို့ပြောခဲ့ပေမဲ့ rich တက်ကတော့စွန်းစားတာကိုစီမံခန့်ခွဲပါလို့သင်ပေးခဲ့ပါတယ်။အမှန်တော့မလေးလာပဲမတီးပဲယင်းနှိမ့်နေတာကဒါအန္တရာယ်အရှိဆုံးပါ သင်ဟာ financial IQ မြင်မာနေပြီဆိုရင်သင်ရဲ့စွန်းစားမှုတွေဟာတိကျတဲ့အခြေခံတွက်ချက်မှုတွေအပေါ်မှာအခြေခံမှာဖြစ်ပါတယ်။ဥပမာဆင်းရဲကင်ပညာကိုနားလည်တဲ့ယင်းနှမြုံနံသူတစ်ယောက်ဟာအင်ချမ်းမြေတစ်ခုကိုဝယ်ယူတဲ့အခါရောင်စီငှားစီပြုပြင်စရိတ်တွေအပြင်အခွန်နဲ့ဥပဒေရေးရာ အကျိုးမြတ်တွေကိုပါတွက်ချက်နိုင်တယ်။ဒါဟာမျက်စိမိတ်စွန်းစားတာမဟုတ်ပဲပညာနဲ့စွန်းစားတာဖြစ်ပါတယ်။တကယ်ယင်းနှမြုံနံသူတွေဟာသူများမမြင်နိုင်တဲ့အခွင့်အလမ်းတွေကိုဘယ်လိုမြင်ကြလဲ။ ရွတ်တက်ကအခွင့်အလမ်းတွေကိုရှာဖွေဖို့နီလန်းသုံးခုကိုတင်ပေးပါတယ်။နံပါတ်၁နီလန်းသူများမမြင်နိုင်တာကိုမြင်အောင်ကြည့်ပါ။လူတိုင်းကဈေးကွက်မကောင်းဘူးလို့ပြောနေချိန်မှာသင်ကဈေးနှုန်းကျနေတဲ့စတော့ရှယ်ယာဒါမှမဟုတ်သူများတွေစိတ်ဝင်စားတဲ့အနာဂတ်မှာအကျိုးရှိလာနိုင်တဲ့အိမ်ချမ်းမြေတွေကိုအလားလာရှိတဲ့ asset တစ်ခုအဖြစ်မြင်နိုင်ရမယ်။နံပါတ်၂ပစ္စံကိုစူးစီးပါ။အခွင့်အလမ်းကိုမြင်ပြီဆိုရင်ငါ့မှာပစ္စံမရှိဘူးလို့ညီးမယ်စား။ ဗန်ချေးငွေဒါမှမဟုတ်တခြားရင်းနှီးမြှုပ်နှံသူတွေစီကပစ္စံကိုဘလို့စူးစီးရမလဲဆိုတာကိုစဉ်းစားပါရင်းနှီးမြှုပ်နှံမှုပညာမှာငွေကိုကိုယ်တိုင်ပိုင်စရာမလိုပဲထိမ့်ချုပ်နိုင်တာကပိုပြီးအရေးကြီးပါတယ်နံပါတ်3လူတော်တွေကိုစူးစီးပါရင်းနှီးမြှုပ်နှံမှုတွေမှာအတင်းတယောက်ထဲကျွမ်းကျင်နေစရာမလိုပါဘူးရှေ့နေကောင်းစည်ရင်ကန်ကောင်းနဲ့စီးပွားရေးမိတ်ဆွေကောင်းတွေကိုစူးစီးပြီးအဖွဲ့လိုက်လှုပ်ရှားနိုင်ရမယ်ဒါက financial IQ မြန်မာသူတွေရဲ့အရေးကြီးဆုံးစွမ်းရည်ပါ ဒီသင်္ကားစာ9ရဲ့အဓိကအနှစ်သာရကသင်ရဲ့ဗန္နာရေးအနာဂတ်တွေဘယ်သူကမှမမီခိုပါနဲ့ဆိုတာပဲဖြစ်ပါတယ်။သင်္ကားပစ္စံအတွက်အလုတ်လုံနေရသူတူအဖြစ်ကနဲ့ပစ္စံကိုထိန်းချုပ်ပြီးအဆက်တွေကိုဖန်တီးနိုင်တဲ့ရင်းနှီးမြှုပ်နှံသူတူအဖြစ်ပြောင်းလဲဖို့လိုအပ်ပါတယ်။ဒီလိုပြောင်းလဲဖို့အတွက်လက်တွေ့ကြကြစတင်လေ့လာပါ။စွန်းစားမှုအသေးလေးတွေပြုလုပ်ပါ။ပြီးတော့အမှလုံမိရင်လည်းအဲ့ဒီကနေသင်္ကားစာယူပါ။ရစ်တက်ကအမှလောက်တာကိုကြောက်နေရင်ဘာလို့မှတင်ယူနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ သင်္ကားစာတိုင်းဟာငွေကြေးအသိဉာဏ်ကိုတိုးပွားစေတဲ့အရင်းအမြစ်တွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင် Register Forwarder ရဲ့အရေးကြီးဆုံးသင်္ကားစာ၅ခုကိုကျွန်တော်တို့လေ့လာခဲ့ကြပြီးပါပြီ။ဒီသင်္ကားစာတွေကအသင်းဘဝကိုပြောင်းလဲပေးနိုင်တဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ဒီသင်္ကားစာတွေကိုနားထောင်ရုံနဲ့မပြေးပါဘူး။အရေးကြီးဆုံးကလက်တွေ့အသုံးချဖို့ပါ။ဒီစာအုပ်ပါအယူဆတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာလက်တွေ့ကြကြဘယ်လိုအသုံးချနိုင်မလဲ။ကြောက်ရွံ့မှုတွေကိုဘယ်လိုကျော်လာပြီးစတင်လှုပ်ရှားရမလဲ။ ဒီအချက်တွေကိုကျွန်တော်တို့နောက်ဆုံးအပိုင်းဖြစ်တဲ့လက်တွေ့အသုံးချနည်းမှာအသေးစိတ်လေ့လာကြည့်ကြရအောင်လက်တွေ့အသုံးချနည်းများကဲအခုကျွန်တော်တို့ register ဖူဝါဒရဲ့အဓိကသင်ခန်းစာ၅ခုကိုကောင်းကောင်းနားလည်သွားပြီလို့ယုံကြည်ပါတယ်ဒါပေမဲ့စာအုပ်ဖတ်ရုံနဲ့မချမ်းသာလာနိုင်ပါဘူးလှုပ်ဆောင်မှသာရက်လက်ထွက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီသင်ခန်းစာကိုကျွန်တော်တို့နေ့စဉ်ဘဝမှာလက်တွေ့ကြကြအသုံးချနိုင်မယ်လမ်းညွှန်ချက်၄ခုကိုပြောပြပေးသွားပါမယ်နံပါတ်၁ ကိုယ့်ရဲ့ကုန်ကျစရိတ်တွေကိုထိန်းချုပ်ပြီး accept ခေါ်လံကိုစတင်တိဆောက်ပါအရင်ဆုံးကိုအိတ်ကတ်ထဲကနေပက်ဆန်ထွက်နေတဲ့ liability တွေကိုတေချာဆက်ဆေးပါမလိုအပ်တဲ့ဖုန်းကားအရေးကြပေးချင်မှုတွေမလိုအပ်တဲ့အကျွေးတွေကိုလျှော့ချပါပြီးရင်အဲ့ဒီဝင်ငွေတွေကိုအဆက်သေးသေးလေးတွေစုဆောင်းမှုအတွက်ပြောင်းလဲအသုံးပြုပါနံပါတ်1တင်ယူဖို့အတွက်အလုပ်လုပ်ပါဒါစာအတွက်ကြီးပဲအလုပ်မလုပ်ပါနဲ့ ကိုယ့်ရဲ့လက်ရှိအလုပ်ကနဲ့ငွေကြေးဆိုင်ရာအသိပညာ financial IQ ကိုတိုးပါစေမယ်ဘယ်လိုအခြေချင်းတွေကိုသင်ယူနိုင်မလဲဆိုတာကိုစဉ်းစားပါဥပမာအလုပ်ကနဲ့ဈေးကွက်ရှာဖွေရေး marketing ဒါမှမဟုတ်အယောင်ပညာကိုသင်ယူနိုင်တယ်ဒီပညာတွေကသင်ရဲ့ကိုယ်ပိုင် business ကိုတည်ဆောက်တဲ့အခါအလွန်အသုံးဝင်မှာပါနံပါတ်3အကြောက်တရားနဲ့တန်တရားကိုကြော်လွားပါရင်းနှီးမြှုပ်နှံမှုတိုင်းမှာဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်ရှိမှာပါဒါပေမဲ့ rich tag ကရှုံးနိမ်ခြင်းကိုသင်ကားစာတစ်ခုအဖြစ်မြင်ဖို့သင်ပေးခဲ့ပါတယ် ကိုယ့်ရဲ့ပထမဆုံးရင်းနှီးမြှုပ်နှံမှုကအမြဲတမ်းအောင်မြင်ခြင်းမှအောင်မြင်ပါမယ်။အရေးကြီးတာကအဲ့ဒီတွေ့ကြုံကနေဘာတွေသင်ယူပြီးနောက်တစ်ချိန်မှာပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားဖို့ပါပဲ။အမှားလုံမှာကိုကြောက်ပြီးဘာမှမလုပ်ဘဲနေတာကအကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။နံပါတ်၄ငွေကြေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့အဖွဲ့ဖွဲ့ပါ။ကိုဟာငွေကြေးလောကမှာတယောက်တည်းရုန်းကန်နေစရာမလိုပါဘူး။ယုံကြည်စိတ်ချရတဲ့ရှေ့နေ၊စည်ရင်ကန်၊ဗန္နာရေး၊အကြံပေးစတဲ့ပညာရှင်တွေနဲ့ဆက်ဆံရေးတည်ဆောက်ပါ။ သူတို့ရဲ့အသိပညာတွေကိုရယူပြီးကိုယ့်ရဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုပုံမခိုင်းမာလာအောင်လှုပ်ဆောင်ပါသူတို့ဟာကိုယ့်ရဲ့ financial IU ကိုအချိန်တိုအတွင်းမြင့်တင်ပေးနိုင်မယ်အကောင်းဆုံးမှာမိတ်ဆွေတွေဖြစ်ပါတယ်ဒီအချက်လေးချက်ကိုအခုပဲစတင်ပါတင်းငယ်တဲ့ခြေလမ်းတွေပဲစတင်ပါဥပမာဒီနေ့ပဲကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုစရင်လှုပ်ကြည့်ပါဒါဟာကျွတ်ပြေးလမ်းကနေလွတ်မြောက်ဖို့ပထမဆုံးခြေလမ်းပဲဖြစ်ပါတယ်ကဲဒီနေ့ကျွန်တော်တို့ Register Forwarder ရဲ့စာမျက်နှာတွေကိုအတူတကွလန်လော့ဖတ်ရှုခဲ့ကြပြီးပါပြီ ဒီစာအုပ်ရဲ့အဓိကသတင်းစကားကဘာလဲဆိုရင်တင်ရွေးချယ်တဲ့လမ်းကြောင်းပေါ်မှာတင်းရဲ့ငွေကြီးအနာဂတ်ကမိတီနေတယ်ဆိုတာပဲဖြစ်ပါတယ်။ဖူဝါတလိုလစာအတွက်အလုပ်လုပ်ပြီးဒါယာဘလက်တီတွေကိုဝယ်နေမလား။ဒါမှမဟုတ်ရက်ဂျစ်တာလို financial IG ကိုမြင့်တင်ပြီးအဆက်တွေကိုစနစ်တကျတိဆောက်ကငွေကြီးလွတ်လပ်ခွင့်ကိုရယူမလား။ဆုံးဖြတ်ချက်ကတင်းလက်ထဲမှာပဲရှိပါတယ်။လူတိုင်းချမ်းသာနိုင်ပါတယ်။ဒါပေမဲ့ပထမဆုံးလိုအပ်တာကမိုက်ဆက်ပြောင်းလဲဖို့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ခဏလေးစဉ်းစားကြည့်ပါ ။တင်းရဲ့အဆက်ခေါ်လာမှာဒီနေ့ဘာတွေတိုးတက်ဖို့စတင်လှုပ်ဆောင်မလဲ။တင်းရဲ့ငွေကြေးအခြေအနေကိုဘယ်လိုပြောင်းလဲပြစ်မလဲ။စတင်မှာအခုပဲစတင်မှာတင်းငယ်တဲ့ခြေလန်းကနေပဲဖြစ်ပါစေ။တင်းအလုံမလုံတော့ပဲတင်းရဲ့ပစ္စံကတင်းအတွက်အလုံလုံပေးမယ်။နေ့တင်းနေ့ကိုဖန်တီးနိုင်မှုစူးစမ်းပါလို့ကျွန်တော်တို့ The Growth Diary ကနေတိုက်တွန်းခြင်းပါတယ်။ ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ comment လေးပေးပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီလိုကဘာကျော်စာအုပ်အနှစ်ချုပ်တွေနဲ့တိုးတရေဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်ထားပြီး notify ပဲနေရာလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်မိတ်ဆွေတို့အားလုံးဘဝမှာအောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ။